ဒီရက်ပိုင်းညတွေမှာကျွန်တော်သဘောကျနေတဲ့ရေမွေးအစ်စ် အနံတချို့အကြောင်းကျွန်တော်ပြပြချင်တယ်ဗောနော်ဆိုတော့ဒီအထဲမှာတော့ရေမွေးကအလုံးပေါင်း14မျိုးရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုတော့ကျွန်တော်နှစ်ပိုင်းခွဲပြီးတင်ပေးမှာဗောနော်ဆိုတော့ဒီတစ်ခေါက်ဗီဒီယိုမှာတော့ကျွန်တော်ရေမွေး9မျိုးကျွန်တော်ပထမဆုံးပြပြလာမယ်အဲ့တော့ဒီရေမွေး9မျိုးထဲမှာကျွန်တော်ပထမဆုံးပြပြချင်တဲ့ရေမွေးကတော့ဒါ Royal Crown ဗောနော် Royal Crown ရဲ့ celebration လို့ခေါ်တယ်ဒီ celebration ကဒါအရင်နေ့ကနာမည်ကြီးနေတာကြာပြီဗောနော်ဒါပေမဲ့ဆွဲမယ်ဆွဲမယ်ဆိုပြီးတော့တိတ်ပြီးမဆွဲပြီးဖြစ်နေတာဗောလေဆိုတော့တိတ်ကြခင်ကတော့ဒါဆွဲလိုက်တယ်ဗောနော် celebration ကဒီကောင်က တော်တော်ကောင်းနေ mint အနေနဲ့ဆိုတော့ဟို Torino 21 level အထီးတော့မရောက်ဘူးပေါ့နော်ဒါပေမဲ့ still သူကလည်းတော်တော်ကြီးကိုကောင်းနေလို့ကျွန်တော်တော့မြင်တယ်ဆိုတော့ကျွန်တော်အရှိမဆန်းခဲ့ဘူးလေတခြား mint အနေနဲ့ရေမွေးထက်လည်းပိုပြီးကောင်းတယ်ပေါ့နော်ဆိုတော့ you are someone like you ဘာလို့ထက်လည်းပိုပြီးကောင်းတယ်လို့ကျွန်တော်ပြောနိုင်တယ်ပေါ့နော်သူကတော်တော်ကိုအေးတဲ့အေးဆက်ဆက်အဲ့ဒါကိုမှတော်ကြတော့ဒီ Torino 21နဲ့ဘာကောလဲဆိုတော့ Torino 21ကျတော့လုံးဝ sparkling ဖြစ်တဲ့ mint အဲ့လို surprise အဲ့လိုမျိုးဟာတောက်ရတယ်လို့ခံစားရမယ်ဒီခေါင်းကကြတော့အာ main အနက်ကမှတကြားလုံး candy ကိုခက်ချူချူသွားထားတဲ့ဟာမျိုးကျွန်တော်ခံစားရတယ် sugar နဲ့ mint နဲ့နှစ်ခု crush လုပ်လိုက်တဲ့ဟာမျိုးကျွန်တော်ခံစားရတယ်အဲ့ဒါကမှ still အေးနေသေးရပေါ့နော်ဒါပေမဲ့2021နဲ့ရှင်လိုက်ရင်ဒီခေါင်းကဘာကွဲသွားလဲဆိုတော့ကျွန်တော်ဒီခေါင်းကို ရှူလိုက်လို့ရှိရင်နည်းနည်းလေး sugary ဖြစ်တဲ့ကြားဆက်ဆက်အနေနဲ့ပါလိရတယ်။ဆိုတော်လေးကောင်းတဲ့အထက်မှာပါလို့ပြောလို့ရတယ်။ဆိုတော့ fresh ဖြစ်တာအောင်မှာအခက်ချိုချိုလေးသွားထားပြီးတော့တော်တော်လေးမွှေးမွှေးလေးနဲ့တော်တော်လေးအနံ့ကောင်းကောင်းလေးရအောင်နော်။ celebration performance ကတော့ကျွန်တော်စမ်းကြည့်နေလို့မယ်။အဲ့ဟာတော်တော်ကျွန်တော်ဖြည်းဖြည်းချင်း update လုပ်သွားပြီးမယ်။ full review လာမှုရှိတယ်နောက်ထပ်ကြိုက်နေရေမွေးနှမျိုးကတော့ဒါ replica ရဲ့ dancing on the moon နဲ့ replica ရဲ့ idea 1နဲ့ပေါ့ဆိုတော့ဒီ replica dancing on the moon ကကျွန်တော်စီမံဆိုလို့ရှိရင် sample ရှိတယ် sample ရှိခဲ့တာဘယ်လောက်ထိအောင်ကြာသွားပြီလဲဆိုလို့ရှိရင်9နှစ်လောက်ရှိပြီဆိုတော့ကျွန်တော်ဟိုးရင်တော့ရေမွေးကိုဒီပလင်းလိုက်တွေမွေးနိုင်ငင်တုန်းကအာ ဆမ်ပဲကျူလေးနေပါတော့ဝယ်ဝယ်ပြီးကျွန်တော်ဆမ်းလေးရှိတယ်ဆိုတော့အဲ့ဒီအချိန်မှာတည်းကဒန်းဆဲအောင်တဲ့မိုးကျွန်တော်စီမှာဆမ်းပဲရှိအခုဒီတော့ရှိသေးတယ်တကယ်ရှာလိုက်လို့ရှိရင်ထွက်လာလိမ့်မှာတော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့ floral အနံ့ကိုမှတော့အာ masky ဖြစ်ဖြစ်ခန်းနွန်းနွန်းထွေးထွေးနေ တမျိုးလေးသွားတာဗျာ aldehyde တော်တော်များတယ်ဆိုတော့ဟို Chanel Lion Sport OA Stream လို့ပြီးတော့ရှင် Chanel ဒီ number 5တော်အဲ့လိုမျိုးအနံ့နေကြိုက်နေသူဆိုရှင်တော်တော်ကြိုက်ပါကျွန်တော်လည်းအဲ့တော့ဆိုလို့ရှင်အနံ့တော်တော်လေးကွဲထွက်တယ်ဆိုပြီးကျွန်တော်ဖြစ်ဖြစ်တယ်ဗောနော်ဒါပေမဲ့အဲ့တော့ဆိုလို့ရှင် dance on the moon တော်တော်လေးရှားခတ်တယ် အခုဒီလေရှားအခက်တုံးမယ်အားကြောင့်မလို့ကျွန်တော်ဆွဲလိုက်တာပေါ့နော်အခွင့်အရေးရတော့ဆိုတော့ဒါ dancing on the moon ဒါ florion မှတော့စိတ်ဝင်စားဖို့တော်တော်လေးကောင်းနေဟာလို့ပြောလို့ရတယ်နောက်တစ်ခုကကြာ idea 1ပေါ့နော်ဒီ replica idea 1ကကြာကျွန်တော်ဟိုနှုတ်ကြည့်လိုက်တော့ဘာနဲ့တူနေလဲဆိုတော့သူက PDM မျိုး author ရဲ့နဲ့တွားပြီးတူတယ်ပေါ့နော်ဆိုတော့ PDM author ရတာကျွန်တော်ပထမအဆုံးဆန်းတော့ဆိုလို့ရှိရင်ကျွန်တော်အလောက်ထိမကြိုက်ဘူးဒါပေမဲ့ဒီရက်ပိုင်းတွေဒီလပိုင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်မိုးရေရက်တွေမှာတော်တော်လေး craving ဖြစ်တယ်ပေါ့နော်အဲ့ဒီနဲ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဒီ idea 1ကိုတကယ်တူလားမတူလားဆိုတော့ကျွန်တော်အာဆန်းကြည့်လို့ရအောင်နော်ကျွန်တော်ဝယ်လိုက်တာဆိုတော့ idea 1က yes အော်ထိုင်းနဲ့တူတယ်ဗောနော်ဆိုတော့ vanilla အနံ့ကိုမှကောင်းကောင်းလေးကြိုက်တယ်ဆိုလို့ရှိရင်သဘောကျနေမယ်ဆိုတော့ vanilla caramel အနံ့ကိုမှဒီကောင်းတော့ lavender အနံ့လေးပို့ပြီးတော့သွားထားတာ really really လေးသွားတယ်ဒါ i think အာဒါ replica ထဲမှာ jazz club ပြီးသွားလို့ရှိရင်ကျွန်တော်အကြိုက်ဆုံးဖြစ်မယ်လို့တော့ပြောလို့ရရဗောနော် by the fireplace ကတော့ကျွန်တော်မကြိုက်တဲ့ထဲမှာပါတယ်ဒါပေမဲ့ဒီ idea one ကတော့ဒါ jazz club ပြီးရင်ကျွန်တော်အကြိုက်ဆုံး replica ဖြစ်ဖို့ chance ကတော်တော်များတယ်ကျွန်တော်ကြိုက်တဲ့နောက်ထပ်ရေမွေးတစ်ခုကြောင်းမပြောခင်မှာဒီတည်းကရေမွေးတွေစမ်းသုံးကြည့်နေတယ်ဆိုလို့ရှိရင်ကျွန်တော် page ခွဲပြတယ်ဒီကမ်းပိုင်း discount နေပြီးတော့ဒီကမ်းလေးဝယ်ပြီးတော့ကျွန်တော် support ပေးလို့ရပါတယ်ဆိုတော့နောက်ထပ်ရေမွေးတစ်ခုကြောင်းကြည့်လိုက်အောင်ဒီတစ်ခေါက်လဲဒါ house တစ်ခုတည်းကရေမွေးနှလုံးပဲပထမဆုံးတစ်လုံးကတော့ဒါ Mansera Tonka Cola ပေါ့နော် Tonka Cola ကကျွန်တော် sample ရခဲ့ပြီးတော့လွန်ခဲ့တဲ့နှစ်လောက်ကကျွန်တော် sample ရဖို့လဲစမ်းမှုတယ် အဲတော့ကတော့ပလင်းလိုက်ဆွဲဖို့အတွက်အသိအာသီတာမရှိခဲ့ဘူးเนาะဒါပေမဲ့အာဒီရက်ပိုင်းတွေမှာကျတော့အဲ့လိုဒီလပိုင်းတွေမှာကျတော့ကိုလာအနှံ့ပုံစံမျိုးပြင်ပြီးလွမ်းနေရပါတော့အဲ့လိုမျိုးစိတ်ဝင်စားနေရတဲ့အင်းဒီကမာရှိရဆိုရင်တခြားအနှံ့ကွဲတာမျိုးလေးကျတော့စမ်းညင်ညာနေမှားလိုက်တာပေါ့လीဆိုတော့သူကကျတော့နည်းနည်းလေး အာ unique ဖြစ်တယ်ကိုလာအနဲ့မပါဘူးလားမဟုတ်ဘူးပါတော့ပါတယ်ဒါပေမဲ့သူကပါတယ်ဒီတခြား cherry note တို့ပါတော့ cinnamon note တို့ပါတော့နည်းနည်းလေးတော့ strong ဖြစ်တယ်ပေါ့နော်ဆိုတော့ cherry cinnamon combination ကနည်းနည်းလေး strong ဖြစ်တယ်မလို့အစာပိုင်းမှာနည်းနည်းလေးအနဲ့ weird ဖြစ်တယ်ဒါပေမဲ့ dry တော့ရောက်သွားရင်တော့သူရဲ့ကိုလာအနဲ့တော့ရှောက်တော့ရှိနေသေးတယ်ပေါ့နော်ဆိုတော့ spicy ပပလေးဖြစ်တယ်နည်းနည်းလေးတော့ unique ဖြစ်တယ်ဆိုတော့နည်းနည်းလေးခက်တယ်ဒါပေမဲ့ကြိုက်တဲ့သူကတော့တော်တော်ကြိုက်ပါနောက်တစ်ခုမိုက်တာတော့ဒီကောင်တော့ performance ကအရန်ကောင်းတာပေါ့နော် performance အရန်ကောင်းတယ်အရန်ကောင်းတယ် performance အရန်ကောင်းတယ်ဆိုတော့ မက်ဆေ့ရိုက်အကုန်လုံးနှိပါလိုက်ပါ performance ကောင်းတာတွေကြီးပဲမဟုတ်လို့တိတ်ပြီးပြောစရာလိုပဲမထင်ဘူးဆိုတော့ဒီကောင်ကကိုလာအနှံ့ကိုမှ unique ဖြစ်ဖြစ်လေးကျွန်တော်မွေးတဲ့ရက်မှာကျွန်တော်၃ခါလောက်ရှိပြီเนาะကျွန်တော်ထုတ်ဆွပြလိုက်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အနှံ့ experience ကိုရတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တော်တော်လေးသဘောကျနေရဲ့ message ရတဲ့အစ်တစ်ခုပေါ့เนาะအစ်တဆိုရင်လည်းဒါလည်းပြီးခဲ့တဲ့နှစ်လောက်ကထွက်ထားပါပဲသူကတော့ message ရ Amore Cafe ပေါ့เนาะ Amore Cafe ကအာကျွန်တော်အစားတော့ဆိုလို့ရှိရင်တော့ဒါ Montel ရဲ့ restaurant Intense Cafe ကို Intense Cafe ကိုအဲ့လိုမျိုးပုံစံမျိုးနဲ့ပဲတူမဲ့ထင်းမဲ့ကျွန်တော်မမှားပြုတ်ပေါ့เนาะဒါပေမဲ့အာသူ့ဘာလို့ဆုံးတော့လဲဆွဲကြည့်လိုက်ပါ ါမယ်ဆိုပြီးတော့ဆွဲကြည့်လိုက်တော့အာကြိုက်တယ်ဗောနော်တော်တော်ကြိုက်တယ်ဒီကောင်တော့ Restaurant Intense Cafe လို့မျိုးအာ Mountain Intense Cafe လို့မျိုးပဲတောထားဒါပေမဲ့ဟိုကောင်ရဲ့ overly sweet ဖြစ်တဲ့ဟာမျိုးတော့နည်းနည်းလေးရှော့ထားတယ်လို့တော့ကျွန်တော်မြင်တယ်ပြီးတော့လို့ရှိရင် still ဒီကောင်ကတော့ဟို Monte ရဲ့ vanilla ဥစားပြီးအနံ့လို့ပြောလို့ရအောင်နော်ဆိုတော့ဒီကောင်ဆက်လိုက် description ပထမပိုင်းတော့ coffee နဲ့ပပလေးရနိုင်မယ်အဲ့ဒါကမှနောက်ပိုင်းရလို့ရှိရင် vanilla ကောင်းကောင်းလေးကိုတော်တော်ကြာကြာအောင်ဆွဲတဲ့အထိရမှာကျွန်တော်ဒီအပိုင်းနဲ့သဘောကျနေဟာပေါ့နော်ဒီကောင်လေးကိုကျွန်တော်ဘယ်ချိန်ဒီမှာဆွဲပြတယ်ဆိုလို့ရှိရင်ကျွန်တော်ခနာကိုပုံမှာတင်တာထက်စားလို့ရှိရင်ကျွန်တော်ဒီကောင်ကို like အရင်မှကျွန်တော်ဆွဲတာသဘောကျတယ်ပေါ့နော် like အရင်မှကျွန်တော်တစ်ချက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 ်အဲ့လိုမျိုးကြီးကျွန်တော် like like ဖြန်ထားတယ် creamy ဖြစ်တဲ့နောက်မှနွနွဆွေးဆွေးအနံ့လေးကိုရနေတာဆိုတော့ကျွန်တော်သဘောကျနေဟာပေါ့နော်မွန်ထဲ့ Amor Cafe ဒီဗီဒီယိုမှာနောက်ဆုံးပြပြနေတဲ့နှစ်ခုကလည်း same house ထဲရမယ်ပထမဆုံးတစ်ခုကတော့ vibrato ပေါ့နော် Suspiro ရဲ့ vibrato ဒါ Suspiro ရေမွေးတွေကိုဝဲမဲ့ဝဲမဲ့ဆိုပြီးတော့စဉ်းစားနေပေမဲ့လည်းလူကမဝဲဘဲနဲ့ပေးတည်ပြီးတော့နေကြပါလေနောက်နောက်ဆုံးတော့လည်းမနေနိုင်ပါဘူးဆွဲလိုက်တာပဲဆိုတော့ vibrato အကြောင်းပထမဆုံးပြောအောင် vibrato ကိုကျွန်တော်ကပထမဆုံးဆိုင်ငယ်ဘူးတာကလွန်ခဲ့တဲ့နှစ်နှစ်လောက်တော့ကျွန်တော်ဆိုင်ငယ်ဘူးတာပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ဘူးလောက်ထိနေမှမကြည့်သေးဘူးဆိုတော့ဒီကောင်ကဘာနဲ့တော်ပြီးတော့တူလဲဆိုတော့ဒါဘူဂရီတိုင်ဂါကိုမ ပို့ပြီးတော့ strong ဖြစ်တဲ့ masky ဖြစ်တဲ့ version လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်မှာ ingenious ginger ဆိုတဲ့ဒီ coffee and bank ကယူမှုရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီကောင်ရှိရောဒီကောင်ဆွဲဖို့အတွက်တိတ်ပြီးတော့မလူလှဘူးဆိုပြီးကျွန်တော်ဆွဲခဲ့ရပါဦးလေအခုကတော့ကျွန်တော်ဒီလိုမျိုးအနှံ့မျိုး craving ပြန်ဖြစ်နေအောင်လို့ကျွန်တော်ဆွဲလိုက်တာဆိုတော့ဒီကောင်ရဲ့အနှံ့ကတော့အဓိက grapefruit နဲ့မှ masky ဖြစ်ဖြစ်နဲ့တော်တော်လေး strong ဖြစ်ဖြစ်သွားတာဒီ shiny hasiva တို့ avandas တို့ပါကြိုက်တယ်ဆိုလို့ရှိရင်တော်တော်သဘောကျနေမယ်ကျွန်တော်ဆွဲရတဲ့ ဒီဆွဖြစ်တဲ့လတွေအတွင်းမှာနေမွဲကျွန်တော်ရဲ့ဒီ most complimented ရေမွေးရဲမှာပါတယ်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ဆန့် DN ကျွန်တော်ကြိုက်တဲ့ဆန့်တော့မဟုတ်ဘူးဒါပေမဲ့ compliment တော့ဒီကောင်တော်တော်ကြီးရတာနောက်ထပ်တော်တော်ကြီးကြိုက်တဲ့ဟာတစ်ခုကတော့ဒါ Suspiro ရဲ့ control တို့ပေါ့နော်ကျွန်တော်က Beldi Every တို့ပြီးတော့လို့ရှိရင် Initial Max Therapy တို့အဲ့လိုအဲ့လိုအနေမျိုးကျွန်တော်အသိကြိုက်အဲ့ဒါမျိုးမှဒီကောင်ရှာကြည့်လိုက်တော့သူက Body Every ကိုမှပို့ပြီးတော့ strong ဖြစ်တဲ့ version ကိုကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဆွဲလိုက်တာ and yes body of free ကိုမှပိုပြီး strong ဖြစ်တဲ့ version ဆိုတော့တိမ်တိမ်မွန်းမွန်းငိမ့်ငိမ့်အေးအေးလေးနဲ့ boundary masky ဖြစ်ဖြစ်အနံ့လေးကို performance ကောင်းကောင်းလေးနဲ့ဆိုရမယ်အမ်ပြီးတော့ဒီ body of free ကြိုက်တယ်ဆိုလို့ရှိရင်ဒီကောင် try ကြည့်တယ်နော်ဒီကောင်ပိုပြီး strong ဖြစ်တဲ့ body of free version လို့ပြောလို့ရတယ်အ initial master ဘီလောက်လဲ heavy မဖြစ်သွားဘူးဆိုတော့လုံးဝဒီတစ်နှစ်ပတ်လုံးကောင်းကောင်း versatility များများဆွလို့ရတဲ့ဟာလို့ပြောလို့ရတယ်ဆိုတော့ body of free ကြိုက်တယ်နောက်ပြီးတော့လို့ရှိရင်ကျွန်တော် recommendation ကို ယုံနေဆိုလို့ရှိရင်ဒီကောင်မဖြစ်ဘူးလေ try ကြည့်တင်တယ် price တော့ဒါကတော့ part 1 video ဖြစ်တယ်ပေါ့နော်ဒီ video သဘောကျရင်ဆိုလို့ရှိရင် cfs လောက်ထားဖို့လည်းမမေ့ပါနဲ့ဟုတ်နောက်ထပ် part 2မှာတွေ့မယ်တဒါ peace